အားလုံးမင်္ဂလာပါဇောင်းဝက်ဖြေဖို့လည်းခုနှစ်ပတ်လောက်ပဲလိုတော့ရဲဆိုတော့အခုဘဝခင်ကြီးဝယ်ရွေးချယ်ရမယ့်ကံဖက်စာအုပ်ကိုဖက်ကြည့်အောင်ပါနော်ဆိုတော့ဇေယျရောဟောတဲ့တရားမှာဘဝခင်ကြီးဝယ်ရွေးချယ်ရမယ့်ကံလူတိုင်းလူတိုင်းဘဝတစ်ခုကိုရထားတယ်ဒီရထားတဲ့ဘဝမှာဥပ္ပယဘာသာတရားတွေမျိုးစုံတယ်ဆိုတော့မြေပုံကြီးတစ်ချက်လမ်းဆောင်ရောက်နေတယ်လို့ပဲ ဆိုအဲရွေးချယ်ဖို့ခတ်မယ်ပေါ့ဆိုတော့ဥဘာသာတရားအမျိုးမျိုးရှိတယ်တစ်ခုနဲ့တစ်ခုယုံကြည်ချက်ဟောပြောချက်တွေကွဲပြားခြားနားနေတယ်စံတစ်ခုမရှိဘူးဆိုရင်အင်မတန်မှရွေးချယ်ဖို့ခဲရင်းပါလိမ့်မယ်တဲ့ဆိုတော့ဘဝခရီးကိုဘယ်ဟာရှောက်ရမလဲတဲ့ကိုယ့်ဟာကိုယ်ရွေးဖို့အင်မတန်အရေးကြီးပါတယ်ဗုဒ္ဓဘာသာထဲမှာတော့မှရွေးခတ်ပါတယ် ဥပမာပေးတဲ့မြန်မာနိုင်ငံမှာကမ္မထံအမျိုးမျိုးဈိတ်တအမျိုးမျိုးတကူကရှုရမယ်ပြောတယ်တကူကမရှုရဘူးပြောတယ်အဲ့တော့အမှားမှန်ခွဲခြားဖို့အလွန်ခက်တယ်အမှားမှန်ခန့်နေတဲ့ပုံကိုယ်တွေအတွက်မြတ်စွာဘုရားကဘလို့မှန်ကန်တဲ့လမ်းကိုရွေးမလဲဆိုတာကေတာမုတ်တိတုတ်မှာဟောတယ်ကာလာမတုတ်လို့လည်းခေါ်တယ် ကာမတုတ်ကိုဘာမှဟောတယ်လဲဆိုတော့ဖတ်ဆောင်အုပ်မှာခေါင်းစဉ်လေးတွေဖွဲ့ပေးတာလေခုနကဖတ်လိုက်တာဆိုရင်ကျွန်တော်တို့ဒီမှာနိဒန်းဆိုပြီးတော့တရားမှာဒီဒန်းရှိမယ်ပြီးရင်ဒီပြာဒန်းဆောင်အုပ်ကခေါင်းစဉ်တိုင်းကာလာမတုတ်ဟောရဒေတာဒီလိုပေါ့နော်ကေတာမုတ်တိနိဂုံးရွာမှာ ကာလာမမျိုးနွယ်စုတွေရှိတယ်။မိကုံးရွာဖြစ်တဲ့အတွက်ဘာသာတရားဟောတဲ့လူတွေလာကြတယ်၊သွားကြတယ်။ကိုယ်အယူဝါဒကကောင်းတယ်၊သူ့အယူဝါဒကမကောင်းဘူးပုတ်ခတ်ပြောကြတယ်။မြတ်စွာဘုရားကြားလာကြွလာတဲ့အခါမှာကေတာမုတိရွာကကာလာမလူမျိုးတွေကမြတ်စွာဘုရားကိုရင်ထဲကတန်တရားစကားတွေရှောက်ထားတယ်။ခေါင်းစဉ်ပေးထားတယ်ရင်ထဲကတန်တန်တရားစကားတွေ။ခေါင်းစဉ်တွေရေးထားမယ်ရင်ထဲကတန်တရားစကား။ နော်ဆိုတော့အရှင်ဘုရားဘာသာရေးခိုင်းတိတိကဘာသာရေးဆရာတွေဒီကိုရောက်လာတယ်သူတို့အယူဝါဒကောင်းတယ်အခြားအယူဝါဒကိုတော့ပြစ်တင်တယ်ရှုံချတယ်ပြီးတော့ဘယ်ဟာကမှန်ဘုရားအမှတိဖို့ခတ်နေပါတယ်တဲ့ဆရာတော်ရှင်းပြတယ်ဒီနေ့ခေတ်မှာလည်းဒီလိုအခြေအနေပဲလीတဲ့ဆိုတော့ဘာသာမဲ့ဆိုတဲ့ဟာကိုလည်းသူကအမဲအောင်ပြထားတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဘာသာမဲ့ဟုတ်လား မင်းမယ်ဆိုရင်ဒီကနေ့ခင်မှာဘာသာမဲ့ဆိုသူတွေပေါ်လာတာအဲဘာကြောင့်လဲဆိုရင်ဖြစ်တတ်ရမယ်ကျက်စာလည်းမဟုတ်ဘူးကိုယ်နားလည်းတို့ပြန်ရေးတဲ့ဆိုရင်ရပါတယ်နော်ဆိုတော့ဖယားကမာတယ်တဲ့ဖယားကမာတယ်ဖယားကမာလားမမာဘူးလားတကယ်မာတယ်ဆိုရင်ကောင်းတာပေါ့မမာရင်တော့ကိုတို့နေမယ်နော် တချို့ဘာသာတွေက confession လုပ်လိုက်ရင် အပြစ်တွေပြေပြောက်တယ်ဗုဒ္ဓဘာသာမှာကမလည်းမမဘူးကိုလုပ်တာကိုခံရတယ်ဆိုတော့ပြစ်မှုတစ်ခုကိုကျွန်းထုံမိတယ်ဥပဒေအရအေးယူခံရတယ်ဖះမှသွားပြီးတော့ confession လုပ်ရင်အပြစ်ကလွတ်သလားတကယ်လက်တွေ့ရှိသလားမရှိဘူးလားကို ကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ပါတဲ့ဟုတ်တယ်နော်ပြီးရင်လက်တွေ့ကြရဲဆိုတော့ခေါင်းစဉ်လေးပြောပြောတယ်ပြထမ်းစာအောင်ပါလက်တွေ့ကြရဲဆိုတာနဲ့ကိုကထထားပြီးပြီဆိုနားလည်ပြီလက်တွေ့ကြရဲဆိုတော့ကိုလုံးမကိုရတယ်အကြောင်းတက်တဲ့ကလေးတွေကိုစာချက်မှကိုရမယ်ဟုတ်တယ်နော်ဆိုတော့ဖះကမရတယ်ဆိုတာကိုယုံလိုက်တယ်ဆိုရင်ဖះရှိမှစူတောင်းယုံပဲဖះရှိမှကွန်ဖက်ရှင်လုပ်ယုံပဲ ာလုပ်တဲ့နဲ့ဘာလုပ်မသိဘူးခွဲခြားသိကြမလို့တော့ဘူးအဲ့တော့ကိုပိုင်ညာကိုပိုင်ညာဆိုတာဘာလဲကိုပိုင်ညာဆိုတာဘာလဲကိုကကိုစဉ်းစားကြည့်ပါတဲ့နော်ကိုပိုင်ညာနဲ့ဆုံးဖြတ်ပါတဲ့ရွှေတုံဘုရားကိုသွားမယ်ဆိုရင်လမ်းကြောင်းမှန်တယ်ဆိုရင်ရောက်မယ်ပြောင်းပြန်မလျှောက်နဲ့မရောက်နိုင်တဲ့လမ်းကိုလျှောက်မယ်ဆိုရင်မရောက်ဘူး ဒါကလက်တွေ့ကြတာတဲ့ညင်းလို့ရညင်းလို့ရတဲ့အရာမဟုတ်ဘူးတဲ့နော်မြတ်စွာဘုရားကကေတံဗုဒ္ဓရွာကလူကိုလက်တွေ့ကြကြကိုပိုင်ညာအသုံးချတတ်ဖို့ဒီတုတ်တံကိုဟောတယ်ဒီတုတ်တံကဘဝခရီးလမ်းညွှန် guideline တစ်ခုပဲတဲ့နော်အဲ့တော့မာဆယ်ချက်လာပြီမာဆယ်ချက်ကိုအချိန်ရတဲ့လူတွေကြက်မယ်အချိန်မရတဲ့လူတွေနောက်မှကြက်မယ်ဆောင်းမွေးအတွက် ပြင်ဆင်ထားတာဆိုတော့လေတချို့တွေကနေတတူကကိစ္စတွေနဲ့အလုတ်များနေတော့ဒီ master jet မှာပဲတင့်နေမှာဆိုလို့ master jet ကိုဖတ်လိုက်ပါမယ်ဒီမှာကတော့အချိန်ကိုတတ်နိုင်တည်းများအတူဆုံးဖြစ်အောင် short ချထားတာဆိုတော့ဒီ master jet ကိုမဖတ်တော့ဘူးအဲဒီ master jet ကကြက်ကမယ်ဆိုတာလူတိုင်းသိတယ်အချိန်ရရင်သွားကြက်မယ်အချိန်မရရင်တော့ထားခဲ့လိုက်မယ်နော်ပြီးရင်လက်တွေ့တည်တဲ့အတိညာ မာဆယ်ချက်ရှိမယ်လက်တွေ့တိတဲ့တိညာလက်တွေ့တိတဲ့တိညာဆိုတာဘာလဲလောဘဒေါသမောဟတွေကအပြစ်ရှိလားမရှိဘူးလားကိုယ့်ကိုစဉ်းစားပါတဲ့အပြစ်ဆိုတာဘာလဲနော်ပုံတလုံးတားမှာဒေါသဝင်လာတာနဲ့စိတ်နှလုံးအေးချမ်းမှုတွေလက်တွေ့ဆုံးရှုံးသွားတယ်ဒါဒေါသရဲ့စိုးကျိုးပဲနောင်ဘဝငရဲရောက်တယ်မရဘူးအတာထားအောင်တဲ့ နော်ဒေါတာဟာကောင်းလားမကောင်းဘူးလားဒီဘဝအခုလက်ရှိမှာပဲကြည့်လို့ရတယ်တဲ့ဖတ်လိုက်တယ်နားလည်သွားပြီဆိုရင်ကွက်ကို ဖြစ်တတ်ပြီနော်ဒေါတာဖြစ်တယ်လောဘဖြစ်တယ်မောဟဖြစ်တယ်နော်အဲ့တော့ဒေါတာကောင်းလားမကောင်းဘူးလားကိုယ်တိုင်စဉ်းချစဉ်းစားပါအဲ့လားဒေါတာထွက်ရင်ဒီမှာတွေးတိုးယောဂါတွေဖြစ်မယ်နှလုံးယောဂါတွေဖြစ်မယ်ဟဲ့လားဒီဥစ္စာက ူတဘာဝကိုကမကောင်းတဲ့သဘောကိုစောင့်တာဖះကမကောင်းဘူးလို့ခေါ်လို့မကောင်းတာမဟုတ်ဘူးတဲ့နော်ဆိုတော့ဆရာတော်ဟောတရားဆိုတော့ဒီမှာလေထက်ခါထက်ခါလေးဖြစ်နေတယ်အဲ့ဒါတွေကအမှတ်စုထုတ်တဲ့ခါကျရင်ဖယ်လိုက်ဆိုသူ့ရာစုလိုက်ဆိုအဆင်ပြေသွားပြီနော်ဒေါတာဆိုတဲ့တဘာဝတရားအပြစ်ရှိလားမရှိဘူးလားအပြစ်ဆိုတာဘာလဲမကောင်းတဲ့အကျိုးကိုပေးတာအပြစ်ပဲ ပညာရှိတွေချီးမွမ်းလာကဲ့ရဲ့လားပညာရှိတွေကဲ့ရဲ့တယ်ဆိုရင်ဒါမကောင်းတာပဲဟမ်ဆိုတော့လူကြီးတွေကရန်ဖြစ်ကြတယောက်နဲ့တယောက်မတည့်ကြနဲ့လို့ဘယ်တော့မှမပြောဘူးလောဘဆိုတာကောကောင်းလားမကောင်းဘူးလားကိုယ့်ကိုစဉ်းစားပါအဲ့နော်အဲ့တော့ပြထန်းစာအုပ်မှာပေးထားတဲ့အပြစ်ဆိုသူမှာမကောင်းတဲ့အကျိုးကိုတည်ဆောင်လာတတ်တဲ့သဘောဟုတ်တယ်နော် ွယ်တာမှုတောကဆိုတဲ့စိုးကျိုးကို ယူလာတယ်အ ਨੇ ဆုံးအပြစ်ပဲတဲ့တွယ်တာတဲ့နေရာမှန်တယ်မြတ်တောကလာတာပဲတောကကောင်းလားမကောင်းဘူးလားစိတ်ပူတယ်ကားရှိတဲ့လူကလည်းကားမောင်းသမားအပြင်လွှတ်လိုက်ရပြီဆိုရင်ကားအင်ပြန်မရမချင်းတိုက်မလားမှောက်မလားတောကဖြစ်ရပစ္စည်းရှိတဲ့လူကပစ္စည်းအတွက်ကြောင့်သာသမီရှိတဲ့လူကသာသမီအတွက်ကြောင့်တောကတဲ့ပြရတော်ဇရတိတောကရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးသည် ချစ်ခင်တွေ့တာမှုသည်တောကကိုမွေးဖွားပေးသည်တွေ့တာမှုသည်တောကကိုမွေးဖွားပေးသည်ဆိုတော့အများကြီးခက်ခဲနေရတော့မဟုတ်ပါဘူးတေချာလေးတစ်ခေါက်တစ်ခေါက်တော့ဖတ်လိုက်ပြီဆိုရင်စာမွေးပွဲမှာဖြေတတ်ပါပြီကျက်စာကတော့ဟိုမာဆယ်ချက်ရှိမယ်နော်အဲဆက်ဖတ်မယ်ကိုလောဘကို control လုပ်ရမယ်လောဘကိုမထိန်းနိုင်ဘူးခိုးမယ်ဓမြတိုက်တာတွေဖြစ်လာမယ် ညာရှိတွေကလောဘကိုမကောင်းဘူးလို့အဲ့ဒါကြောင့်မလို့ပြောတာပါတခိုးတမြဘဝရောက်သွားမယ်လောဘရဲ့ဆိုဂျူခုနကတော့ဒေါတာရဲ့ဆိုဂျူပြတယ်အခုကလောဘရဲ့ဆိုဂျူမောဟတဘာဝတရားမောဟဆိုတဲ့တဘာဝတရားနော်ဘာပြဿနာမှမရှိဘူးထင်ပေမဲ့မောဟကပိုပြဿနာကြီးတယ်မလုတ်တင်တာမသိဘူးလုတ်တင်တာကိုလည်းမသိဘူးအဲ့တော့ မလုတ်တင်တာလုတ်မိမယ်မလုတ်တင်တာတွေလုတ်မိမယ်လုတ်တင်တာတွေမလုတ်မိဘူးလုတ်တင်တာမလုတ်ရင်ကောင်းလားမကောင်းလားကိုယ့်ကိုစဉ်းစားပါတဲ့နော်ဆိုတော့စဉ်းစားကြည့်ရမယ်ကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်နိုင်ဖို့အတွက်ပြန်တန်းစာအုပ်မှာပေးထားတဲ့ခေါင်းစဉ်လေးတွေနော်ဆိုတော့ဒီဥစ္စာကလောဘဒေါသမောဟကိုပဲ တ်လေရိုက်ပြီးဝေးဖန်နေတာနော်ဆိုတော့လောဘဒေါသမောဟတွေကကောင်းလားမကောင်းဘူးလားခုနက50ကျန်းနဲ့ပြန်တိုင်းပြီးတော့ဆုံးဖြတ်ကြည့်လိုက်ပါတဲ့ကိုယ်ပိုင်လက်တွေ့အသိဉာဏ်နဲ့ဆုံးဖြတ်ရတဲ့အရာဖြစ်တယ်တဲ့နော်စဉ်းစားကြည့်ပြီးတော့ကောင်းတယ်မကောင်းဘူးကောက်ကိုဝေဖန်မယ် မကောင်းမှုဆိုတာဘာလဲသူ့ရဲ့ definition ကိုကြရင်ကောင်းတယ်ကိုမကြရင်မကောင်းအဲ့လိုမဟုတ်ဘူးတဲ့နော်ဓမ္မပဒမှာမကောင်းမှုဆိုတာဘာလဲမကောင်းမှုဆိုတာလောက်ပြီးတဲ့နောက်မှာစိတ်နှလုံးကိုပူတောင်စေတယ်တုံ့ပြန်လာတဲ့အခါမှာငုံငုံယူယူနဲ့ကြိတ်ပြီးခံစားရနော်ကောင်းမှုဆိုတာဘာလဲလုတ်ပြီးနောက်မှာမှားလိုက်တာလို့ပူပန်စရာမရှိဘူးအကျိုးရလာတဲ့အခါမှာဝမ်းမြောက်ပျော်ရွှင်စွာခံစားရဒါကောင်းမှုပဲ ဆိုတော့လောဘဒေါသမောဟကိုပြောပြပြီဆိုရင်အလောဘအဒေါသအမောဟတုံးခုပြန်ကိုကိုတဘောနဲ့ကိုဝေဖန်တတ်ရမယ်နော်အဒေါသဆိုတာမေတ္တာဘောအလောဘဆိုတာအလောဘဆိုတာ sorry အလောဘဆိုတာဒါနဟဲ့လားမတွေ့တာဘူးစွန့်လွှတ်နိုင်တယ်ပစ္စည်းဥစ္စာကို သိမ့်မနှမျောဘူးအလောဘနော်အဒေါသဆိုတာမေတ္တာမေတ္တာအကျိုး၁၁မျိုးပြောတယ်ဒီဥစ္စာကမေတ္တာတုတ်ထဲမှာလည်းပြန်ပါတဲ့ခါကျတော့အဲတော်တော်များများတော့သိပ်ပြီးအားဆိုင်စရာမလိုဘဲနဲ့ရသွားမှာပါနော်မေတ္တာအကျိုး၁၁မျိုးဆိုတော့ ပြန်စဉ်းစားရင်လောဘဒေါသမောဟအကြောင်းပြောမယ်သူတို့ရဲ့ဆန့်ကျင်ဘက် အလောဘအဒေါသအမောဟတွေကိုဝေဖန်နိုင်ရမယ်လောဘနဲ့အလောဘဆန့်ကျင်ဘက်ပဲအလင်းရှိရင်မမှောင်ဘူးမှောင်နေအလင်းမရှိဘူးအလောဘကလောဘကိုဖယ်ရှားတယ်အဒေါသဒေါသကိုဖယ်ရှားတယ်အမောဟမောဟကိုဖယ်ရှားတယ်ဆိုတော့လောဘဒေါသမောဟနဲ့အဒေါသအမောအလောဘအမောဟသုံးခုအဲ့ဒါလေးကို ဝေဖန်တန်းရမယ်တစ်ခေါက်နှစ်ခေါက်တော့ဖတ်လိုက်ပြီဆိုရင်တော့ဝေဖန်နိုင်ပါပြီเนาะဆိုတော့မာဆယ်ကျန်းနဲ့ပြန်ပြီးတော့ချိန်ထိုးပြီးတော့ပြန်ပြီးတော့ဆုံးဖြတ်တယ်ဆိုတော့မြတ်စွာဘုရားကအမှန်တရားကိုရှာတယ်ဆိုတော့အဲ့လိုမဟုတ်ဘူးမကောင်းဘူးတိလိုက်တာနဲ့ချက်ချင်းစွန့်လိုက်ပါတဲ့ဒီစကားကအလကားပြောတာမဟုတ်ကျွန်တော်တို့ ီလက်တွေ့ဘဝမှာတော့မကောင်းထင်ဆိုရင်မစွန့်လွတ်နိုင်ကြဘူးအာထင်ရှားတဲ့ဥပမာပေါ့နော်ကျွန်တော်ကဒီ group တွေထဲမှာကာကြီးကိုဓာတွေးတက်နဲ့ကပ်ပြားကပ်ပြားဆိုတာလေမှားပါတယ်ကာကြီးကိုတောင်းဝင်းပူတက်နဲ့ပဲကပ်ကပ်မှာမှန်ပါတယ်ဆိုသူတို့တွေကလက်မခံနိုင်ဘူးဖြစ်နေတယ်မှားမှန်းသိရတဲ့ကိုမစွန့်လွတ်နိုင်ဘူးပေါ့ဒါအထင်ရှားဆုံးဥပမာပါပဲเนาะအဲ့တော့ ကာလမတုတ်ဆိုတာမာဆယ်ကျက်နဲ့တူမပြီးဘူးကျွန်တော်တို့ရုပ်တရက်ကာလမတုတ်ဆိုအလုံးတိကြတာတော့ဒီမာဆယ်ကျက်ပေါ့နော်ဆိုကာလမတုတ်ကဆက်ဟောတယ်တဲ့အများနဲ့ဆက်ဆံနေထိုင်မိနော်အများနဲ့ဆက်ဆံနေထိုင်မိအကောင်းဆုံးနေကြီးဆိုတာဘာလဲမေတ္တာကရုဏာမုဒိတာဥပေက္ခာ ဟုတ်တယ်เนาะဆိုတော့ဒီဗျမစုတရား၄ပါမခတ်ပါဘူးဒီဗျမစုတရား၄ပါအလုံးကြာဘူးနာဝရှိတယ်ဥပိ္ပခာဆိုတာဘာလဲလက်တွေ့ကျွန်တော်တို့ဗမာလူမျိုးတွေအတိတ်ပဲကောက်လွယ်နေတယ်တဲ့ဥပိ္ပခာဆိုတာမခေါ်မပြောတာမဟုတ်ဘူးတဲ့เนาะဥပိ္ပခာဆိုတာတည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ လူကိုလှစ်တူမရှုလူရဲ့အပြုတ်မှုကိုပို့တာလှစ်တူရှုပြီးလှုပ်တင်တာလှုပ်တယ်နော်မေတ္တာဆိုတာဘာလဲကရုဏာဆိုတာဘာလဲမုဒိတာဆိုတာဘာလဲအပေါ်မှာမဖတ်ပြတော့ဘူးနော်ဖတ်လိုက်တစ်ခါဖတ်လိုက်တာနဲ့ဖြည့်တတ်ပါဘူးဆိုတော့ဥပိ္ပခာဆိုတာကျွန်တော်တို့နားလည်နေရနဲ့တကယ်ဥပိ္ပခာနဲ့ဘယ်လိုကွာခြားသလဲနော်ဒေဝတာအင်ကုရိမာလာနာရာဂိရိစင်ယာဟုလာတူညီတဲ့စိတ်တက်တူညီအောင်ထားနိုင်တာ စဉ်းစားကြည့်လိုက်ပါတဲ့နော်ဒါဥပိ္ပခအရန်ကြီးမာသောဥပိ္ပခဆိုတော့နောက်လောဘဒေါတာမောဟစန့်ကျင်ဘက်အလောဘအဒေါတာအမောဟဒီအရာတွေဝေဖန်နိုင်ရမယ်ပြီးရင်ယမစိုးတရား၄ပါနော်ဂတိ၄ပါစန္ဒာဂတိဒေါတာဂတိဘယဂတိမောဟဂတိအဂတိ၄ပါ sorry ဂတိ၄ပါမဟုတ်ဘူးအဂတိအဂတိအဂတိ၄ပါအဂတိ၄ပါ မေတ္တာကရုဏာမုဒိတာဥပေက္ခမကောင်းလို့တွေ့ရင်ပဲကောင်းတယ်လို့အဖြစ်တွေ့ရင်ကျင့်သုံးပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာမေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေဘယ်လိုပြောလဲအဲ့ဒီတော့တေချာတဲ့လမ်းဆိုတာဖြစ်တယ်တေချာတဲ့လမ်းဆိုတာနှစ်ဦးနှစ်ဖက်ကောင်းပြီးတော့တေချာတေချာတဲ့လမ်းရှိနော် နောက်ဘဝရှိမယ်မရှိဘူးမသိနိုင်ဘူးဆိုရင်ကောင်းအောင်လုပ်လိုက်ပါအဲ့ဒါဆိုရင်နှစ်ဖက်ကောင်းတဲ့လမ်းဖြစ်သွားပါတယ်တေချာတဲ့လမ်းဖြစ်သွားပါတယ်တဲ့တစ်ခေါက်ဖတ်လိုက်တာနဲ့သိပြီနော်တစ်ခေါက်ဖတ်လိုက်တာနဲ့သိပြီလူများအတက်တန့်ရင်ငရဲကြီးတယ်တဲ့တယောက်ကမကြည့်ဘူးပြောတယ်တဲ့မတက်ပဲနေလိုက်တာကောင်းတာပေါ့တဲ့တေချာတဲ့လမ်းဟုတ်တယ်နော်ဆိုတော့ ကာလမတုတ်မှာဘောခကြီးဝယ်ရွေးချယ်ရမယ်လမ်းကိုခေါ်ထားတယ်မာဆယ်ချက်ကကြည့်ရမယ်လောဘဒေါသမောဟဆိုတဲ့အစိုးတရားတွေကိုကိုကိုပိုင်အသိဉာဏ်နဲ့စင်ကျင်ဆုံးဖြတ်ကြည့်ပါအလောဘအဒေါသအမောဟကကောင်းတယ်အပြစ်ရှိတယ်မရှိဘူးအပြစ်ဆိုတာဘာလဲဓမ္မပဒမှာဘယ်လိုဖွင့်ဆိုထားလဲ ပြီးတော့မြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာတဘာဝတရားတွေဒါဖြစ်တယ်တဘာဝတရားတွေကိုမြတ်စွာဘုရားက တွေ့ရှိတာဖန်ဆင်းတာမဟုတ်ဘူးမြတ်စွာဘုရားကမိမိရဲ့တွေ့ရှိချက်တွေကိုလိုက်နာကြည့်တော့ဖို့ဟောတယ်လောဘဆိုတာသူ့ပင်ကိုတဘာဝကမကောင်းတာမြတ်စွာဘုရားမကောင်းလို့ဟောလို့မကောင်းတာမဟုတ်ဘူးဆိုတော့ဒီမှာတင်မယ်ဘဝကြီးမဲ့ရွေးချယ်ရမည်လမ်းကအဆုံးသက်ပါတယ် ဆိုတော့တရားတစ်ဖုတ်လုံးကိုခြုံငုံစဉ်းစားကြည့်မယ်ဆိုရင်60ကျက်ကျက်စာရှိမယ်ကျက်နိုင်တဲ့လူတွေကကျက်တင်နေပြီမကျက်နိုင်တဲ့လူတွေကလည်းခဏတေးထားလိုက်နောက်မှဆက်ပြီးတော့ကျက်မယ်ကာလာမတုတ်ခေါ်တဲ့ဒေတာသူတို့ရင်ထဲကတန်တရားစကားဘာသာမဲတွေဘာကြောင့်ပေါ်လာသလဲဖျားကမလားမမဘူးလားဗုဒ္ဓဘာသာရဲ့လက်တွေ့ကြမှုကိုပိုင်ညာနဲ့ဆုံးဖြတ်60ကျက် လက်တွေ့အသိနဲ့အသိဉာဏ်ဆိုတာဘာလဲကိုယ့်ကိုစင်ကြင်ကြည့်အပြစ်ဆိုဒီမှာဓမ္မပဒရဲ့ဖွင့်ဆိုချက်နော်လှုပ်တင်တာကိုမလှုပ်ရင်မလှုပ်တင်တာကိုလှုပ်ရင်အကုန်လုံးအပြစ်ပဲနော်ထပ်ပြီးစဉ်းစားကြည့်ပါတဲ့ကောင်းဒီမကောင်းဒီဆိုတာပြီးတော့မာဆယ်ချက်မှာတင်ကာလာမတုတ်ကမပြီးဘူးအများကြီးဆက်ဆံရေးပြမစိုးတရား၄ပါးပြီးရင်နောက်ဆုံးမှာတေချာတဲ့နန်းဆိုတာပါလဲ နောက်ဘဝရှိလားမရှိလားမဆုံးဖြတ်နိုင်ဘူးဆိုရင်ရှိတယ်လို့ပဲသဘောထားပြီးတော့ကောင်းအောင်ပဲလုပ်လိုက်ပါသူသူ့တက်တက်တာငရဲကြီးရဲ့မကြည့်ဘူးညင်းစရာမလိုဘူးမတက်ပဲနေလိုက်တာဟိုကောင်းတယ်ဟုတ်တယ်နော်ဆိုတော့ဘဝခီးဝဲရွေးချယ်ရမိလားဒီလောက်ပါပဲ